ငလင်တန်းသင့်ပြည်သူတွေကိုကုညီပေးခြင်းကြောင့် MNDAA ရဲ့ကမ်းလှမ်းချက်ကိုစစ်ကောင်စီကပယ်ချလိုက်တယ်လို့သိရပါတယ်။မတ်လ28ရက်နေ့ကသခိုင်းမျိုးအနည်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ထိခိုက်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့တဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ MNDAA ကမတ်လ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အဲ့ဒီလိုကူညီနိုင်ဖို့တဘာဝဘေးကယ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီးငလင်ဘေးတင်ဒေတာကသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်အကောင့်ထည့်ဖို့ဖို့အတွက်အစီအစဉ်တွေကို MNDAA ကကြေညာခဲ့ပါတယ်။အထူးဒေတာကစေယုံအလုံးဟာငလင်တန်တင်ဒေတာတွေကနေရောက်လာကြမဲ့လူနာတွေအတွက်အခမဲ့ဆေးဝါးကုသမှုအကူအညီတွေပေးရေးကြိုတင်ပြင်ဆင်ထားဖို့အခမဲ့အစားအသောက်တွေနေရာထိုင်ခင်းတွေကိုထောက်ပံ့ကူညီဖို့အချက်တွေလည်းထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် MNDAA ထိန်းချုပ်ဒေသတွေမှာကျင်းပဖို့စီစဉ်ထားတဲ့ဒကြံရေကစားပွဲတော်ကိုဖျက်သိမ်းလိုက်ပြီးအထူးဒေသအတွင်းဘယ်ပြော်ပွဲရှင်ပွဲကိုမှကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ပါရယ်စစ်ဘေးတန်းကြောင့်ဒုက္ခရောက်နေကြရတဲ့အပြင်သဘာဝကပ်ဘေးကြောင့်ပြည်သူတွေရဲ့ပျက်စီးဆုံးရှုံးသိမ်းဆုံးရမှုတွေအပေါ်ခြေကွဲဝန်းနေရပြီးလိုအပ်တဲ့အကူအညီတွေပေးဖို့အသင့်ရှိကြောင်း MNDAA ကထုတ်ပြန်ထားပါရယ်ရှင်